live ဒီ TikTok ကနေပြီးတော့ live လွှင့်လိုက်တာဖြစ်တဲ့အတွက်ကြောင့် customer ကလည်းသိရှိသွားတယ် customer တယောက်ကသိရှိသွားတယ်အဲ့ customer ကကြတော့သူရပါတော့အဲ့ဒီအတွက်ကြောင့်သူက ban ကိုပြောပြီးတော့သူကဟိုးထားတယ်လို့ပြောတယ်ဘန်ကိုဟိုဘန်ကို ပြောပြီးတော့ဟိုးထားတယ်ပေါ့သူရဲ့ transaction မှန်ကန်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ညမအနေနဲ့ကကြတော့လေဒါကကုံပိုးတွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့် မွေမင်္ဂလာပါမိုးရဲ့ channel လေးရံကြိုဆိုလိုက်ပါရဲမိုးခုတစ်ဆက်ပြချင်တဲ့ဗီဒီယိုလေးကတော့လက်တလုံးမှာ KBZ နဲ့အလွတ်လွတ်ချင်းနဲ့ပေါ့နော်350အလင်းကလေးရတဲ့မြောက်ကလာဒီအမိုက်ဗီဒီယိုလေးပဲဖြစ်ပါရဲဗီဒီယိုရမှာဆိုလို့ရှိရင်တော့သူကသူ့ပတ်စံ350ကိုပြန်ရပြီပေါ့နော်ဘလို့ဘလို့ပြန်ရလဲဆိုတာကိုပြပြလာပဲဖြစ်ပါရဲကြီးတဲ့မြို့တွေလည်းဘဟုတုတ္တရရမယ်သင်ငန်းစာလည်းရမယ်ဗီဒီယိုလေးတစ်ပုဒ်ပဲဖြစ်ပါရဲမိုးရဲ့ဗီဒီယိုလေးကိုဆုံးထိတဲ့ပတ်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ထမင်းစာချက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးရေးပေးဖို့တောင်းဆိုပါရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော် ခုနလိုင်းကြသွားလို့ပါနော်ခုန KBZ banking သိန်း90ပြင်ရတယ်ဆိုတဲ့ဟာလေးကိုပြောနေရင်လည်းလိုင်းကြသွားလို့နောက်တစ်ခေါက်ပြန်လွှင့်ပေးတာပါအာညီမရဲ့ banking ကပြင်ရပါပြီနော်ညီမ bank ကိုမသွားလိုက်ရပါဘူး KBZ pay call center ကနေပြီးတော့မနေ့ကဖုန်းဆက်လာပါတယ်အဲဖုန်းဆက်လာရင်ညီမ banking ပြန်ပြီးတော့စစ်စစ်ပေးပါဆိုတော့ညီမစစ်လိုက်တဲ့အချိန်မှာခုနညီမ390ကပြန်ဝင်နေပါပြီနော်အဲ့တော့ညီမပြောချင်တာကကြတော့လေ customer တွေကို ်ဟောကိုယ့်ရဲ့ banking ကိုယ့်ရဲ့ KPI အားလုံးကိုကိုသုံးပြီးသွားပြီဆိုလို့ရှိရင် screenshot ရိုက်ထားပါအမောက်မရေးထားပါနဲ့เนาะအမောက်ရေးထားတဲ့အခါကျလို့ရှိရင်လည်းတခုခုဆိုလို့ရှိရင်ကိုကအာရေးထားတာမှားလားပြုတ်လားဖြစ်မှာဆိုလို့ရနော် screenshot ရိုက်ထားပါနောက်တစ်ခေါက်ပြန်သုံးတဲ့အခါမှာအဲ့ဒီ amount နဲ့ပြန်ပြီးသုံးပါနော်ဒါကကြောက် banking ကိုမဖြစ်မနေသုံးနေရတဲ့လူတွေအတွက်ကိုပြောပြတာပါအာဒါကတော့လုပ်ငန်းလုံးနေတဲ့သူတိုင်းက ဘန်ကင်းတွေပေးတယ်နဲ့ကမဖြစ်မနေသုံးရတာဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုသတိထားစေချင်တာပါအဲ့တော့ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ညီမအညီမဒီလို live ဒီ TikTok ကနေပြီးတော့ live လွှင့်လိုက်တာဖြစ်တဲ့အတွက်ကြောင့် customer ကလည်းသိရှိသွားတယ် customer တယောက်ကသိရှိသွားတယ်အဲ့ customer ကကြတော့သူကငွေလွှဲလိုက်တာပေါ့နော်ငွေလွှဲလိုက်တာဒါပေမဲ့သူလွှဲလွှဲခိုင်းလိုက်တာညီမရဲ့ကုန်ပိုးတွေကိုအဲကုန်ပိုးငွေလွှဲတဲ့ထဲမှာသူ့ကို မှားလွှဲလိုက်တာပေါ့ပြောမယ်ဆိုလို့ရှိရင်အဲဘယ်လိုပြောရမလဲဆိုတော့ customer တယောက်လွှဲခိုင်းတဲ့ amount ကသူလိမ်လေခံရတာဒါပေမဲ့လွှဲတဲ့အမလွှဲတဲ့ banking ကညီမရဲ့ banking ဖြစ်နေတာပေါ့နော်အဲ့ဒီအတွက်ကြောင့်သူက bank ကိုပြောပြီးတော့သူကဟိုးထားတယ်လို့ပြောတယ် bank ကိုဟို bank ကိုပြောပြီးတော့ဟိုးထားတယ်ပေါ့သူရဲ့ transaction မှန်ကန်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ညီမအနေနဲ့ကကြတော့လေ ဒါကကုံဘိုးတွေဖြစ်လာဖြစ်တဲ့အတွက်ကြောင့်ညီမအနေနဲ့က banking နှလုံးနေရာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်စီကိုငွေဝင်နေဆိုလို့ရှိရင်ညီမတို့ကတော့ပစ္စည်းပေးရမှာပဲလीเนาะဒါကတော့အော်ပစ္စည်းပေးရပစ္စည်းပေးရတယ်အဲ့ဒီအတွက်ကြောင့်ဟိုဒါကမှန်ကန်တာဖြစ်တဲ့အတွက်ကြောင့်ညီမလည်းပြန်ရတာပေါ့เนาะအပြင်နဲ့အဲ့ဒီ customer ကကြတော့သူ ငွေအလိန်ခံရလိုက်ရတယ်လို့တော့ပြောတယ်။ तू မှား तू လွှဲလိုက်တာညမအကောင့်ဆိုပြီးနဲ့သူ့ကိုလွှဲခိုင်းတဲ့သူနဲ့သူနဲ့ကအဆက်အသွယ်ပြတ်ပြီးတော့သူတို့အဲ့လိုတခြားမှာပေါ့နော်ဒါကတော့သူတို့ရဲ့ကိစ္စတစ်ခုရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဟို အသေးစိတ်ကိုတော့သူတို့ပဲသိမှာပေါ့နော်အဲ့တော့ဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်ညီမရဲ့ TikTok ကိုတွေ့ပြီးတော့ညီမကိုဆက်သွယ်လာပြီးတော့ညီမရဲ့ account ကိုပြန်ပြီးတော့ဖွင့်ပေးတဲ့အတွက်ကြောင့်လည်းအဲ့ဒီကိုကျေးဇူးတင်ပါတယ်အာကျေးဇူးတင်ပါတယ်ပြီးတော့ဒီဟာကိုအဆင်ပြေအောင်မြန်မြန်ပေါ့နော်ညီမရဲ့ပတ်စံကိုမြန်မြန်ပြန်ပြီးတော့ရအောင်လုပ်ပေးတယ်အာ KB ကတာဝန်ရှိတဲ့သူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ပြီးတော့ဒီ Sunday မှာပါပေါ့နော် call center ကနေပြီးတော့ညီမကိုဆက်သွယ်ပြီးတော့ ဟောလုတ်ပေးတယ်ဘန်ကတာဝန်ရှိတဲ့သူတွေကလည်းအာဆက်သွယ်လာတာဖြစ်တဲ့အတွက်ကြောင့်ဟောဂျေစုတင်ပါတယ်ပေါ့နော်ဂျေစုတင်ပါတယ်အာဂျေစုကအဓိကတော့ညီမရဲ့ငွေပြန်ရတဲ့ဖြစ်တဲ့အတွက်ကြောင့်ဟိုညီမအနေနဲ့ကတော့ဘယ်ပဲဖြစ်အဆင်ပြေရယ်ပေါ့နော်ဒါပေမဲ့တခြား customer တွေအနေနဲ့ဒီလိုမျိုးတွေညီမရဲ့မန့်နေမှာဆိုလဲအများကြီးရှင်းထားအများကြီးဒီလိုမန့်ထားတယ်အကုန်လုံးဖြစ်ကြတယ်ဆိုရယ်ဆိုရင်ညီမအကြံပေးစင်တာလေးတစ်ခုကကြတော့လေဟို KP ရဲ့ call center ကိုလည်းဆက်သွယ်ပါဆက်သွယ်ပြီးတော့သူတို့လိုအပ်တဲ့ဟာတွေကိုလည်းလုပ်ပါပြီးတော့ကို့မှာလည်းအချက်အလက်မှန်ကန်ရမယ်တိကျရမယ်ဆိုရင်တော့ငွေကပြန်ရမှာပါနော်ပြန်ရမှာပါဟိုဒီတိုင်းပေါ့နော်ငါတော့အလုံးရှုပ်ပါတယ်ညီမတို့တွေကရှိရလीနော်ဟာအလုံးရှုပ်ပါတယ်မသွားတော့ပါဘူးရပါတယ်မလုံးတော့ပါဘူးမလုံးပါနဲ့နော်လုတ်ပါတကယ်လို့တခုခုပေါ့နော်ဟိုသွားတဲ့အခါမှာဆိုလို့ရှိရင်လေသူတို့ဘက်ကနေပြီးတော့အဆင်မပြေတာရှိတယ်ဆိုရင် ်ဘသူနဲ့အဆင်ပြေလဲအဆင်ပြေတဲ့သူနဲ့ပြောပြီးတော့လုပ်ပါလို့အဓိကကတော့ကိုယ့်ရဲ့ငွေကိုအလဟတ်မဖြစ်စေဖို့ကိုယ့်ဘက်ကမှန်ကန်တယ်ဆိုရင်တော့ပတ်စံကပြန်ရမှာပါပဲเนาะအဲ့တော့ဟို customer တွေအနေနဲ့အာဒီဟာကိုကိုက banking နေလုပ်ငန်းလုပ်နေတဲ့သူတိုင်းရတချို့ဆိုလို့ရှိရင်စီရနော်ညီမရဲ့စီမှာမှန်ထားတာညီမအကုန်လုံးပြန်မဖြေနိုင်တဲ့အတွက်ကြောင့်ဒီကနေပဲဖြေပေးရ ဒီလောက်ဖြစ်နေတာဘာလို့ပေးကိုတုံးတာလဲဘာလို့ဘန်ကင်းကိုတုံးတာလဲဆိုညီမတို့အလုံးလုံးနေတဲ့သူမှန်တယ်မြအကုန်လုံးကပေးတွေဘန်ကင်းတွေကိုမတုံးလို့မရပါဘူးเนาะဒါကလက်ရှိမှာအလုံးလုံးနေတဲ့လူတိုင်းသိပါတယ်အိမ်မှာထိုင်နေတဲ့သူအတွက်ကတော့ဘန်ကင်းမတုံးလဲအဆင်ပြေတယ်ပေးတွေမတုံးလဲအဆင်ပြေတယ်ဗောနောညီမတို့ customer ညီမတို့ဒီစီးပွားရေးလုပ်နေတဲ့လူတယောက်အနေနဲ့ကကြောင်ဘန်ကင်းမတုံးလဲအဆင်မပြေဘူးပေးတွေမတုံးလဲအဆင်မပြေဘူး customer တယောက်ရောက်လာတယ်ရောက်လာတဲ့အခါမှာအာမိုင်းဟိုဟာဟို KB ဇက်ပေးနေရှင်းလို့ရလား AI AI ပေးနဲ့ရှင်းလို့ရလားဘာပေးနဲ့ဟိုပေးနဲ့ရှင်းလို့ရလားဒီပေးနဲ့ရှင်းလို့ရလားဝေးနဲ့ရောရှင်းလို့ရလားလို့မေးတဲ့အခါမှာညီမတို့ဘက်ကဟာရှင်းလို့မရဘူးဆိုလို့ရှိရင်ညီမတို့မယောင်းပါဘူးလीနော်အဲ့ဒီအတွက်ကြောင့်အားလုံးနဲ့ရှင်းလို့ရအောင်လို့ညီမတို့ဘက်ကစပစ်ပေးထားတယ် customer တွေကိုလည်းညီမတို့ဘက်ကနေပြီးရောဟိုဒါအကုန်လုံးအဆင်ပြေအောင်လုပ်ထားတယ်ပြီးတော့ညီမတို့ဆိုနေတွေအထိပါရောင်းတာဖြစ်တဲ့အတွက်ကြောင့်နေအနေနဲ့ညီမတို့ရန်ကုန်ပတ်စံလာပေးလို့မရဘူးလीနော်ဒါတယောက်နဲ့တယောက်ယုံကြည်မှုနဲ့အလုပ်လုပ်နေရဖြစ်တဲ့အတွက်ကြောင့်ညီမတို့ရဲ့ကို ဒိုင်းကင်းကိုလွှဲပြီဆိုတာနဲ့ညီမတို့ငွေရောက်ပြီဆိုတာနဲ့ညီမတို့တွေကလည်း customer ကိုပြစ်စီပို့ပေးရတယ်လीเนาะဒါကမှန်ကန်စွာအလုံးလုံးနေတဲ့လူတိုင်းသိတယ်အဲ့ဒီအတွက်ကြောင့်မဖြစ်မနေလောက်ရအောင်ရတဲ့နောက်ပိုင်းမှာဘာဖြစ်သတိထားဖို့ဟာဘောနော်သတိထားဖို့လာနမူနာလေးယူဖို့အတွက်ကိုပြောပြတာပါအဲ့တော့ဒီဂျားထဲမှာအကုန်လုံးပေါ့နော်ဟို customer customer တွေအနေနဲ့ တတိထားစီရတခုကကြတော့ကိုယ့်ရဲ့အမောင့်တွေကိုတတိထားပါတခုခုတိတာနဲ့ချက်ချင်းအကြောင်းကြပါနော်ညီမပြီးွားလို့ရှိရင်ဒီမှာလဲ call center ရဲ့ဖုန်းနံပါတ်ကိုညီမရေးပေးထားပါမယ်အဲ call center ကိုလည်းအလွယ်တကူဆက်လို့ရအောင်ပေါ့နော်သူတို့ call center ကိုတော့သူက24နာရီဆက်လို့ရတယ်လို့ပြောတယ် call center ကိုဆက်ပြီးတော့အကြောင်းကြပါပြီးတော့နောက်တစ်ခုကကြညီမအာတိထားတာတခုပေါ့နော်အရင်တော့ဆိုလို့ရှိရင်ညီမတို့ဒီ KP တို့ဘာတို့ပေါ့နော်ဟို banking အလိန်ခံရတယ်ဆိုလို့ရှိရင်သူက ရဲစခန်းထောက်ခံစာပါမှရတယ်ပေါ့နော်။အာဘဲထောက်ခံစာတွေပါမှရတယ်အဲ့လိုမျိုးဖြစ်တယ်။အခုသူတို့ system အစ်စ်ချိန်ထားပါတယ်တဲ့။ဒါကတော့ customer တွေကို message ပေးရနော်။ညီမလည်းအခုမှသိရဒီလိုပြဿနာကြီးဖြစ်တော့မှညီမလည်းသိရ။အာသူကတခုခုပေါ့နော်။မှားလွဲထားတယ်ဆိုလို့ရှိရင် လိန်တဲ့သူကဒီဟာကျမတို့လိန်သွားပါတယ်အဲ့လိုမျိုးပြောတယ်။ကိဒီကိုယ့်ရဲ့ transaction အမှန်ပြနိုင်တယ်ဆိုရင်သူတို့ဘက်ကနေပြီးတော့၃ရက်ပေါ့နော်။ 3ရက်အချိန်ဖိုးထားတယ်လို့ပြောတယ်။အဲ့ဒီဟာကိုမမကိုဘက်ကနေပြီးတော့တကယ်မှန်ကန်စွာဖြစ်တယ်ဆိုလို့ရှိရင်မှထပ်ပြီးတော့ရဲမှုတွေရဲစခန်းတွေပိုင်းနေအဲ့လိုမျိုးလုပ်ပေးထားပြီးတော့အဲ့ဒီခါကျတော့ဘာပြောချက်ချင်းဟိုဘက်ကလိန်လေတဲ့သူကအာကေဘေးကိုအလွယ်တကူတုံးလို့မရဘူး။တခုခုဆိုလို့ရှိရင်အလွယ်တကူတုံးလို့မရအောင်လို့ခဏတုံးလို့မရအောင်ခဏဟိုးပေးထားတယ်ပြောတယ်။အဲ့ဒီဟာကိုတော့ဆက်ပြီးတော့ဟိုကေဘေးဖြစ်နေတဲ့ customer တွေပေါ့။ဘာလို့ဆိုညီမရဲ့မန့်မှာဆိုလို့ရှိရင်အများကြီးပဲဖြစ်တာ banking ရော KB ရောဖြစ်နေရတဲ့သူတွေဆိုရင်အဲ့လိုမျိုးလေးရှင်းလို့ရအောင်လို့ပြပြတာပါเนาะအဲ့တော့ ကေဘီကောစင်တာကိုဆက်ဖို့ဖုန်းနံပါတ်မသိတဲ့သူဆိုရင်လည်းအတိဝအောင်လို့ညီမဒီမှာရေးပေးထားပါမယ်เนาะအတော့အားလုံးပဲအဆင်ပြေကြပါစေတခုခုသိကျင်တာလေးရှိတယ်ဆိုရင်လည်းမေးလို့ရပါတယ်เนาะဟုတ်ကျေးဇူးတင်ပါတယ် Hello အားလုံးပဲမင်္ဂလာပါ KBZ Banking က special day က390ပြင်ရပါပြီเนาะ390ပြင်ရတဲ့ဟာကို message မှာလာမေးတဲ့သူတွေကောဖုန်းဆက်ပြီးတော့မေးတဲ့သူတွေကောအကုန်လုံးကိုလည်းဒီကနေပြီးတော့ထပ်ပြီးတော့ရှင်းပြပါမယ်မသိသေးတဲ့သူတွေသိကျင်တဲ့သူတွေပေါ့เนาะမေးထားတဲ့သူတွေအကုန်လုံးဒီကနေပဲရှင်းပြပါမယ်เนาะဒီနေ့မနက်မှာပဲ call center ကနေဖုန်းဆက်လာပြီးတော့ဘန်လဲမတော်လိုက်ရပါဘူးเนาะညီမဒီနေ့ဘန်သွားမယ်လို့ပြောထားပြီးနေ ဘန်မသွားပြစ်လိုက်ပါဘူးအာဒီနေ့မနက်မှာပဲ KBZ Call Center နေပြီးတော့ဖုန်းဆက်လာပါတယ်သူတို့ဒီငွေကိုပြန်ပြီးတော့ထည့်ပေးကြောင်းပေါ့နော်ပြန်လဲစစ်ကြည့်တဲ့အခါမှာလည်းရပါပြီနော်အာဘန်ကင်းနေရ350ပြန်ရပါပြီအာအဲ့တော့ဖြစ်ပြသွားတဲ့ဟာကကြာဘယ်လိုမျိုးလဲဆိုတော့ညီမ live လွှင့်လိုက်တယ်အဲပေါ့နော်ဒီ TikTok မှာညီမ live လွှင့်လိုက်တဲ့အချိန်မှာ အာကတ်စတမာတယောက်ကဖုန်းဆက်လာတယ်သူပိတ်ခိုင်းထားတာပေါ့နော်ဘာကြောင့်လဲဆိုတော့သူ့ဘက်ကနေပြီးတော့အာငွေတစ်ခုကိစ္စတစ်ခုနဲ့သူတို့ငွေကြေးလိမ်နေရတာဖြစ်တဲ့အတွက်ကြောင့်သူကခဏဟိုးထားလာဆိုပြီးတော့ပြောတာအဲ့ဒီအတွက်ကြောင့်သူ350ကိုလုံ350ကိုခဏဒီလိုမျိုးသူတို့ဘက်ကပေါ့နော်အာဟိုးထားတယ်လို့ပြောတယ်အပြင်နဲ့အဓိကညီမတို့ဘိုင်းကင်းထဲမှာတော့မရှိရအောင်မရှိရပါဘောနော်ဒါကတော့ အဲ့လိုမျိုးပြောပြီးတော့ဟုတ်ပြီဒါဆိုရင်ဘာကြောင့်လဲဆိုတော့သူ့ဘက်မှာလည်းတခြားငွေကြေးလိမ့်လည်တာလည်းပတ်သက်လို့ဒီလိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်သူကဘန်ကိုအကူအညီတောင်းပြီးတော့သူကဒီလိုမျိုးဟိုးလိုက်တာလို့ပြောရပါတော့အဲ့တော့ဘန်ကိုပြောတော့ညီမတို့ဒီကိစ္စကိုသူဒီညီမရဲ့ဒီ TikTok ကိုတွေ့တာပြည့်ထည့်တဲ့ကြောင့်သူပြန်ပြီးတော့လုတ်ပေးပါမယ်ဒါသူလည်းပြန်ဖွင့်ပေးပါမယ်ဆိုပြီးတော့ပြောပြီးတော့ Sunday မှာညီမကိုဆက်သွယ်လာတယ် စန်ဒေးမှာဆက်သွယ်လာပြီးတော့အာသူမန်ဒေးကြောက်လို့ရှင်လဲအကုန်လုံးအစဉ်ပြောင်းပြန်လုပ်ပေးပါမယ်လို့ပြောတော့ညီမတို့ဒီ call center ကလည်းတခါထက်ဆက်တယ်အာ customer ကဒီလိုဒီလိုပြောတယ်အဲ့ဒီအတွက်ကြောင့်ညီမတို့ဒီပတ်စံကိုပြန်ပြီးတော့ဖွင့်ပေးမယ်ပေါ့နော်မန်ဒေးကြရင်တော့ပြန်ဖွင့်ပေးမယ်အမဘန်သွားစရာလည်းမလိုပါဘူးအာဒီတိုင်းလေးပဲစောင့်ပေးပါဆိုတော့ညီမကစောင့်နေရပါအခု banking လဲဝင်တာဖြစ်တဲ့အတွက်ကြောင့်ပြန်ပြီးတော့လွှင့်ပေးခြင်းဖြစ်ပါတယ်နော်ပြန်ပြီးလွှင့်ပေးခြင်းဖြစ်ပါတယ်အာဟိုပါ banking customer ကတောင်းဆိုတဲ့အတွက်ကြောင့်ဘဏ်ကနေပြီးတော့ခဏဟိုးထားတယ်လို့ပြောတယ်ဆိုပြီးねညီမတို့တဲမှာအာငွေအမောင်းကတော့လုံးဝယော့နေတယ်ဆိုတော့ဒါကညီမတို့သိတာဖြစ်တဲ့အတွက်ကြောင့်ညီမပြောချင်တာက customer တွေကိုကိုယ့်ရဲ့ banking ဘယ် banking မျိုးမဆိုဘယ် KP မဆိုဘယ် pay တွေမဆိုပေါ့เนาะကိုယ့်ရဲ့ငွေကိုစစ်ပါလို့เนาะအဲ့ဒါလေးတော့တခုပြောပြချင်ပါတယ် စစ်ပါစစ်ထားပါနောက်ဆုံးဒီ amount ကိုမရေးထားပါနဲ့ screen shot ရိုက်ထားပါเนาะ screen shot ရိုက်လို့ရှိရင်နောက်တစ်ခေါက်ပြန်သုံးတဲ့အခါကျလို့ရှိရင်လေကိုကဒါမှသိမှာလीเนาะနောက်တစ်ခေါက်ပြန်သုံးတဲ့အခါကျလို့ရှိရင်ဒီဟာဝက်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါရှင်အခုကြည့်နေတဲ့အမျိုးကြီးလဲဂရုစိုက်ပါလို့ပြောချင်ပါတယ်နောက်ထပ်လည်းမိုးဆက်လီသတင်းတွေဟာသဗီဒီယိုတွေဘူးတူတဲ့ရဲ့ဇာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတက်ဆက်ပြီးမှာမို့မို့ channel လေးကို like နဲ့ subscribe နဲ့တော်ဖို့တောက်ဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်เนาะတာတာ